မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင် လူသောမြို့နယ်တဲ့ကစစ်ကောင်စီတပ်ရဲ့လက်မိုးပလော့တပ်စခန်းကို KNU တပ်မဟာ9ကဝိုင်းရံပိတ်ဆို့ထားပြီးတော့စတင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖားပုံမြို့နယ်မြောက်ဘက်မှာရှိတဲ့ဒေသအခေါ်ထောင်မိုးပလဲမဲစခန်းလက်မိုးပလော့ကို KNU တပ်မဟာ9ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ကအခုမေလ10ရက်နေ့ကစတင်ပြီးတော့ဝိုင်းရံပိတ်ဆို့ထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့စခန်းကိုစနိုက်ပါ drone လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဗိုလ်မှူးကြီးစောကလဲတို့ကအသိပေးထားပါတယ်။ တက်ပြီးတော့တိုက်တာတော့မရှိသေးဘူးသူပြစ်ကိုပြစ်အပြန်အလှန်ပေါ့ဟိုဘက်ကလည်းပြစ်တယ်ဒီဘက်ကလည်းပြန်ပြစ်နေတာပေါ့လို့ဘုံမူကြီးစောကလေးတို့ကပြောပြထားပါတယ်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာထိခိုက်သေးဆုံးမှုကိုတော့တိတိကျကျမသိရသေးဘူးလို့ဘုံမူကြီးစောကလေးတို့ကပြောပါတယ် KNU တက်မဟာငါစီရေးလှုပ်ရှားရနေမြေဖပွန်ဒေတာမှာရှိတဲ့တက်စခန်းကိုဝင်းရံပိတ်ဆို့ထားပြီးတော့အပြန်အလှန်ပြစ်ခတ်မှုတွေရှိသလိုစစ်ကောင်စီတပ်ကလည်းမြေပြင်မှာပိတ်ဆို့ခံရတဲ့အချိန်မှာလေကြောင်းကိုတုံးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ ပြီးခဲ့တဲ့ AP လအတွင်းမှာဖာပွန်ခရိုင်ထဲမှာ KNU တပ်မဟာ9နဲ့စစ်ကောင်စီတပ်များကြောင်းတိုက်ပွဲပေါင်း140ခန့်ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့စည်ရင်းတွေအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များကစတင်တိုက်ခတ်နေပြီးတော့ပြည်သူအယောက်တရားဝန်းကျင်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုစစ်ပေးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ19ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့စစ်ကောင်စီတပ်ရဲ့မော်ဖိုးကြီးစစ်စခန်းကို KNL နဲ့ KNDO ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး drone များနဲ့ဘုံများကျဲချနေတယ်လို့သိရပါဗျ။ထိုင်းစစ်တပ်ကဒေသတစ်လျှောက်မှာအခြေအနေတွေကိုစောင့်ကြည့်နေတယ်လို့သိရပါဗျ။မြန်မာဘက်အချမ်းမှာတိုက်ပွဲများစတင်ဖြစ်ပွားချိန်မှာပြည်သူအယောက်တရားဝင်းကျင်ဟာတောင်ရင်းမြစ်ကိုဖြတ်ကူးပြီးတော့ထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ဘေးတိမ်းရှောင်လာတယ်လို့သိရပါဗျ။ ဲ့ဒီစစ်ပေးရှောင်များကိုထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်များကကုညီထားတယ်လို့သိရပါတယ်။မေလ15ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မေလ19ရက်နေ့မှာမော်ဖိုးကီစစ်တပ်စခန်းကို KNU ကစတင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ KNU ကမတ်လ AP လနဲ့အခု မေလအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေ မော်ဖားသူစခန်းတာလဲစခန်းနဲ့မေလစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်မင်းသာစိုက်ပျိုးရေးတိုက်ပံတပ်ကတော်ဝင်းထဲမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကပယံချေးရွာကိုထွက်လာတဲ့ဒူရဲအုပ်နဲ့ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးတေဆုံးသွားပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ15ရက်နေ့မနက်9:20မိနစ်အချိန်မှာရွှေဘုံမြို့နယ်ညောင်မင်းတာစိုက်ပျိုးရေးတိုက်ပံတက္ကသိုလ်အတွင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်စခန်းကပယံပြူစောတိကြီးရွာကိုထွက်လာတဲ့ဒူရဲအုံနဲ့ရဲတပ်သားတို့ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဒူရဲအုံနဲ့ရဲတပ်သားတို့နှစ်ဦးစလုံးတေဆုံးသွားပြီးတော့ 35ဗုတ်6လုံးပြူတနက်တလက် G3 တနက်တလက်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပယံပြူစောတိရွာကိုသူတို့ထွက်လာတဲ့အချိန်စောင့်ကြိုပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။နောက်ဦးစလုံးပွဲချင်းပြီးတည်ပြီးတော့တနက်နက်လက်တင်စီနိုင်ခဲ့ပါတယ်လို့ Number 4 Battalion People's Defense Force ရွှေဘို District ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်၄တပ်ရင်းနဲ့နယ်မြေခံပတ်ကဖားတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အဆက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကို drone နဲ့ဘုံကျဲတိုက်ခတ်ရောက်စစ်ကောင်စီဘက်ကဘုံမှုအပါဝင်၅ရောက်ထက်မနည်းထိခိုက်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ထိဆက်ရောက်လွေလုံးဆန့်ဆွဲဆက်လက်ကြေးရွာတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ရဲ့ဥဆောင်ညွှန်ကြားလမ်းပြမှုနဲ့လာတဲ့စစ်ကောင်စီစစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကဘုံမှုတစ်ယောက်နဲ့ PNO ပြည်သူ့စစ်ကဥဆောင်ညွန်ကြားတဲ့ဗိုလ်မှူးအပါအဝင်9ရောက်ထက်မနည်းအထိနာပြီးတော့တေဆုံးသွားခဲ့တာကြောင့်အကြမ်းဖက်စစ်ကြောင်းကပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို PDF 1336တိုက်ရင်လက်အောက်ခံ PSP Drone Force နဲ့ Falcon Wings ပူးပေါင်း drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄င်းစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းစစ်တောင်းမြေအနောက်ဘက်ကရေတာရှင်မြို့နယ်ကွန်းအောင်ကျေးရွာနဲ့တဖန်းစင်ကျေးရွာကြားမှာအများပြည်သူတွေတွာလာအုံပြုနေတဲ့လမ်းပေါ်မှာစစ်တပ်စစ်ကြောင်းကမိုင်းအလုံးရေ80ခန့်ထောင်ထားခဲ့ရာ23လုံးကိုတင်းစီရှင်းလင်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မှာရေတာရှင်မြို့ဘက်ကနေစစ်တောင်းမြေအနောက်ဘက်ကမ်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကွန်းအောင်ကျေးရွာနဲ့တဖန်းစင်ကျေးရွာကြားမှာအများပြည်သူတွေအုံပြုတွာလာတဲ့လမ်းမကြီးပေါ်မှာ M2 အမျိုးအစားမိုင်းအလုံးကြီး80ခန်းကိုတွေ့တမ်းပြီးတော့ထောင်ထားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကောင်စီတပ်သားများကထောင်ထားခဲ့တဲ့မိုင်းများကိုရေတာရှည်မြို့နယ်အခြေစားအမှတ်653ညာ၄တိုင်ရင်းကရဲဘော်များပကဖအဖွဲ့များနဲ့နေပြီးတော့အလဲပိုင်းတိုင်းအမှတ်835တိုင်ရင်းကရဲဘော်များက ပူးပေါင်းပြီးတော့မေလ၁၈ရက်နေ့မှာတွားရောက်ဖယ်ရှားရှင်းလင်းခဲ့ရာမိုင်းအလုံးရေ၂၃လုံးကိုရှင်းလင်းပြီးစီးပြီဖြစ်တယ်လို့သိရပါဗါးဒါကြောင့်စစ်တောင်းမြေအနောက်ဘက်ကမ်းမှာရှိကြတဲ့ဒေသနေပြည်သူများအနေနဲ့စစ်ကောင်စီတပ်ကအတိတရားကင်းမဲ့စွာမစင်မချင်းထောင်ထားတတ်တဲ့အတွက်ကြောင့်တွာလာဖြတ်တန်းတဲ့အခါမှာသတိကြီးကြီးထားပြီးတော့ပဝင်းကျင်ကိုဂိူးတဆိုင်နဲ့ဖြတ်တန်းတွာလာကြပါရန်အထူးမြတ်တာရက်ခံတိုက်တွန်းထားတယ်လို့သိရပါဗါး ရေတားရှိမြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးပြီးတဲ့နောက်မိုင်းများထောင်ထားတဲ့အတွက်ပြည်သူများမိုင်းထိသေဆုံးခြင်းခြေလက်အင်အားများဆုံးရှုံးခြင်းများကိုဇက်တိုက်စိုးစလုံးဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါဗျ။ရေတားရှိဘက်မှာတော့စစ်တပ်ကစစ်ကြောင်းထိုးပြီးသွားရင်ပြည်သူတွေကတိတ်မသွားရတော့ဘူး။စစ်တပ်ကတောက်လျှောက်မိုင်းတွေကိုထောင်သွားတာလမ်းတွေနဲ့ရွာတွေတဲကိုပါစစ်တပ်ကမိုင်းထောင်သွားတာပါ။စစ်ပြေးရလို့ကိုရွာတဲကိုစစ်ကြောင်းဝင်သွားရရင်တော့မိုင်းရှင်းပေးဖို့ PDF တွေကိုပဲအကူအညီတောင်းရတယ်။စစ်ပေးရှောင်းတွေထဲမှာလည်းမိုင်းထိတာတွေရှိတယ်။မက်လာ6ရက်နေ့ကမိုင်းထိလို့အသက်ဆက်နက်နဲ့ဝင်းကျင်အရွယ်ရှိတယ်။ တရတန်းចောင်းသားမောင်ကျဲစင်ဟိ6နှစ်ဖက်လုံးဖြတ်လိုက်ရတယ်လို့ရေဒါရှင်မြို့နယ်ကျွန်းတော်ကုန်းကြီးပါကပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းမင်းလာမြို့နယ်မှာကိုအောင်ချိုသူနဲ့ကိုချမ်းမြေတို့နှစ်ဦးကိုစစ်မှုထမ်းခိုင်းရန်အတွာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မနက်10:00နာရီအချိန်မှာမင်းလာမြို့နယ်မင်းလာမြို့ကအိုးတဲ့ဂုံးကိုဆက်သွယ်ထားတဲ့လမ်း မဟာစီယုံဖုံးကြီးချောင်းရှိမှရှိတဲ့ဇယက်မှာစစ်တပ်နဲ့ရဲများကဂိတ်ချပြီးတော့လဲကူအုပ်စုအုံနယ်ချောင်းကြီးွာကကိုအောင်ချိုသူနဲ့ကလစုကြီးွာကကိုချမ်းမြေတို့ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကိုအောင်ချိုသူနဲ့ကိုချမ်းမြေတို့ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့အတွက်ဖမ်းဆီးသွားတယ်လို့မိသားစုများကသိရတဲ့အခါမှာချက်ချင်းလိုက်သွားပြီးတော့စစ်တပ်ရဲ့လက်ထဲကနေပြီးတော့ပြန်ထုတ်ယူရန်စူးစမ်းကြတယ်လို့သိရပါတယ်။စစ်မှုထမ်းခြင်းအဖြစ်နဲ့လာစဉ်လာတိုင်းငွေကြက်ကို တိန်းနဲ့ချီတောင်းနဲ့ချီပြီးတော့ပေးနေတယ်လို့စစ်တပ်ကိုပြောခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့စစ်တပ်ကစစ်မှုထမ်းခြင်းပေးခြင်းမပေးခြင်းနဲ့ဘာမှမသက်ဆိုင်ပဲလူလိုတဲ့အတွက်အထက်အမိန့်အရာဖမ်းဆီးရခြင်းဖြစ်တယ်လို့ပြောဆိုကပြန်လုပေးခြင်းမရှိဘူးလို့ပြောပါတယ်ကိုအောင်ချိုသူနဲ့ကိုချမ်းမြေတို့ကိုပေါ်တာဆွဲဖမ်းဆီးသွားတာကိုတည်တည်ချင်းမိသားစုတွေကရွာရဲ့အုပ်ကြီးဦးအောင်ထွတ်ကိုခေါ်ပြီးတော့မင်းလာမြို့နယ်ထွေအုံရုံးကိုလိုက်ကြပါတယ် လာစဉ်စစ်မှုထမ်းကြီးကိုစစ်တပ်ကိုပေးနေပါရက်နဲ့ဘာဖြစ်လို့အခုလိုဖမ်းတာလဲဖမ်းမယ်ဆိုရင်လဲစစ်မှုထမ်းကြီးပေးထားတဲ့အုပ်စုလားမပေးရသေးတဲ့အုပ်စုလားလို့မေးပြီးမှမလုပ်ဘဲနဲ့လမ်းပေါ်မှာတွေ့တဲ့သူတိုင်းကိုအခုလိုမျိုးလက်လွတ်စပယ်ပေါ်တာဆွဲဖမ်းဆီးနေမယ်ဆိုရင်ဘာလို့စစ်မှုထမ်းကြီးတွေတောင်းနေသေးလဲလို့မေးကြပါတယ်အဲ့ဒီတော့စစ်တပ်ကရရှိကလူလိုလို့ဖမ်းတာကွာ စစ်မှုထမ်းခြေပေးတာတွေမပေးတာတွေငါတို့ကိုလာမပြောနဲ့လို့ပြန်ပြောလိုက်တယ်လို့ဖမ်းဆီးခံသူနှစ်ဦးရဲ့မိတ်ဆွေများကရှင်းပြထားပါတယ်။မင်းလာမျိုးနယ်မှာစစ်တပ်ကခြေရွာများအတွင်ကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများမခံချင်ပါကလာစဉ်ခြေရွာတရွာကိုငွေကျပ်350ကနေ300အထိတောင်းယူနေပြီးတော့ခြေရွာတွေကလည်းအိမ်အောင်စုတစုကိုငွေကျပ်အနည်းဆုံး3000လာစဉ်ထည့်ဝင်နေရတယ်လို့သိရပါတယ်။အခုလိုမျိုးထည့်ဝင်ငွေများကိုစုစည်းပြီးတော့မင်းလာမျိုးနယ်မှာရှိတဲ့နယ်မြေခံတိုင်ရင်းများကိုပေးပို့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ